ခုကကျွန်တော်လောက်ရွာနေပြီးတော့ပြတော့မှလဲဆိုဒီနားလေးကဒီ ARV တိုင်းနေပဲပေါ့နော် ARV မြစ်ကိုကူးပြီးတော့มาဒီဟိုကဒေတောင်ဒေတောင်ဆက်ဟိုက်ဒရိုလစ်အဆင်မပြေလို့ပြောတယ်အဲ့ဒါပန်ရှင်ကလည်းလာလာစောင့်နေရတယ်ဆိုတော့လိုက်ပြီးဦးစီစဉ်လိုက်အဲ့လိုဒီတော့ကျွန်တော်ညီနေတွေ့ထားလိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နဲ့အတူတူတုတ်တုတ်စီးပြီးတော့အဲ့ဒီရဲ့ဆက်ပြေတနာကိုသွားဖြည့်ရှင်းကြည့်အောင်ဗျ။ကဲခုအလို့ရောင်းကနေ ပြဿနာရှိတဲ့ဆီကိုစထွက်ပါပြီ။သုံးမင်းဆရာတော့ရှယ်ဖြုတ်ပေးတာ။ကိုရိုင်း James Bond ကရိုက်နေရတယ်လို့ပဲ။သုံးမင်းနဲ့လာတာမှန်နေလို့ပဲပြောရမှာ။ဘာလို့လဲဆိုတော့နေကတော်တော်ကြီးကိုပူနေတာဗျ။အပြင်ကတိုက်တဲ့လေယာစာပေါ့နော်တော်တော်ကြီးကိုအပူချိန်မြင့်ကျွန်တော်တို့သွားပြန်မယ်ရွာလေးကိုသွားရောက်ဖို့အတွက်မြို့တမြို့ဖြတ်သွားရသေးတယ်ဗျအဲ့ဒါကတော့အဲ့မြို့ကဒူယာမြို့တဲ့ဆိုတော့ဒူယာမြို့ရဲ့မြင်ကွင်းတချို့ကိုတော့လက်လန်းမိသလောက်ကျွန်တော်ရိုက်ကူးခဲ့ပါသေးတယ် သူကဟင်္ဒရာမြို့လောက်တော့မြို့ကြီးမဟုတ်ပါဘူးခင်ဗျပြီးတော့ဇွန်လွန်လောက်လဲတိတ်ပြီးတော့သူကမစီကားဘူးပေါ့နော်မြို့ငယ်လေးပေါ့နော်သူကကားလန်ဘေးမှာပဲအဓိက main ဒီစီကားတယ်ပေါ့နော်အဓိကတော့ဒီဘက်ကတောင်သူတွေကစပါလုပ်ငန်းကိုအဓိကလုပ်ကင်ကြပါတယ်ဒူယာမြို့ငယ်ကလေးကနေ15မိနစ်ခန့်ခီးနေလာပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဇွန်လွန်နဲ့နောက်တစ်ခုကကျွန်တော်တို့ဆက်သွားပြင်မဲ့ရွာကို ခွဲထားတဲ့လမ်းစုံတစ်ခုရောက်ပါတယ်ဒီလမ်းစုံကို တောင်ကြီးကျေးရွာလမ်းစုံလို့ခေါ်ပါတယ်ကျွန်တော်တို့ကအဲ့ဒီတောင်ကြီးကျေးရွာရဲ့ဆက်လီစိတ်ကနေကျွန်တော်တို့ဆက်စစ်ဆေးမင်နေရာကိုရောက်ဖို့အတွက်အရာဝတီမြစ်ကြီးကိုဖြတ်တန်းตั้วอยากออกมาပဲဖြစ်ပါတယ်။ဟိုကြီးတနားရောထိုးပြီးကျွန်တော်တို့အခုဒီမှာမော်တော်အာ74ပေါ့74စီးပြီးတော့အဲตั้วပြင်မနေရအောင်ပြင်ပြီးခီးဆက်มาဖြစ်ပါတယ်။ဒါတော့တောင်ကြီးစိတ်ကန်းလို့ပြောပါတယ်ဗောနော်။ nhá là nhìn đi hay đấy nào được ừ dạ chưa ê ê ê lấy ra bao nhiêu là lấy gì cháu nè เอาที่เรียกมาบ้านหลัง

ီအရှိမှမြင်နေရတဲ့တစ်ပင်တွေအုံမိုင်းနေတဲ့ရွာကလေးကိုခီးဆက်ရမှာဖြစ်ပါတယ်အဝေးကြီးပဲတနာကြီးလောက်ကြာတယ်ဗျစဉ်းစားကြည့်ဗျာနေဘူးထဲမှာထီးရလည်းမပေါ့ခြေမှာလည်းအမိုးမပေါ့လူကဘာဖြစ်လဲဆိုတော့ငကြီးယောက်ကိုနေဘူးခံပြီးတော့လေတလက်ထားတဲ့အတိုင်းဖြစ်သွားရောပြောပြအောင်မယ်လာခေါ်ရဆက်ပဲရဲဘာပြောရမှန်းလဲစိတ်ကမ်းမင်းသားနေမဲတဲ့ဆက်ကားတဲ့အဲတက်တာနဲ့ရောက်ပြီးတဲ့ အမရောက်လဲရောက်သွားရောဒီလားသူတို့ရောနောက်တဲ့ဆိုင်ကယ်စီးရတယ်15မိနစ်လောက်ခရီးဝေးလို့ညီးတာမဟုတ်ဘူးเนาะဆိုင်ကယ်စီးသွားတဲ့ခါကျတော့ဖုတ်တော်တဲ့မှာကျွန်တော်ကနန်းသွားသွားကြတာလေအဲ့ဒါအဲ့ဆိုင်ကယ်မောင်းနေသူအနောက်ကခါအောင်တခြားဖတ်ထားတာဘလို့ဖတ်ထားလဲဆိုတော့စိတ်ရင်းဆိုတာထားတဲ့အမြက်တယ်လေနော်ကြာရင်သူလဲကြာဆိုပြီးတော့သူ့ခါအောင် ငယ်ချစ်ဦးလိုမျိုးတင်းတင်းရင်ရင်ဖတ်တာတဲ့ပြုတ်ကြမှာကြောက်လို့ကံကောင်းထောင်းမစွာနဲ့အတော်အပြောင်းဆိုင်ကယ်မောက်တာမျိုးမရှိခဲ့ပါဘူးခင်ဗျလောက်ကြံပြီးပြောရဖြစ်မှာဆိုလို့အဲ့တော့အဖြစ်ပြက်ကလေးကိုကြည့်ရှုခံစားကြည့်ကြအောင်ခင်ဗျာ ယ်ချီလို့မှတရားဖတ်ထားတယ်ရွာထဲကိုရောက်မှပဲအတက်ရှူချောင်သွားတော့တယ်ခင်ဗျပထမတော့ထမင်းအရင်စားနေမလို့ပဲဒါပေမဲ့ဆက်ရဲ့အခြေအနေကိုအရင်စစ်ကြည့်လိုက်တယ်ဘာလို့လဲဆိုတော့ထမင်းစားချိန်ကြော်နေပြီနှစ်နာရီတောင်ထိုးတော့မှဟိုနေလေ ပိုင်ရှင်ပြောတော့ဒေတောင်းတဲ့ဒီရောက်လာမှာဘာဆက်ကြီးမြန်းကိုမသိပါဘူးဒေတောင်းဆိုလို့ကျတို့ကဖြစ်တဲ့ပြဿနာအားလိုက်ကြိုဝဲထားတဲ့ပစ္စည်းတွေတလွဲစီဖြစ်ရတော့သူကဆက်မျိုးစာ TYN နဲ့သူ့ရဲ့ဒီဘောနော Google မှာ Timmy Company တလောက်ကြည့်တာတော့သူကလည်းကိုရီးယားထုတ်ပါပဲဒါပေမဲ့ခတ်တာအားဒါကုမ္ပဏီအနေနဲ့တရားဝင်တင်တွင်းထားတာမျိုးမဟုတ်ပဲနဲ့ဗျာနည်းနည်းပတ်စံနည်းနည်းရှိရတဲ့သူကအဲ့လိုမျိုးဝယ်ထားရန်တူလိမ့်မယ်ဗျာ အဲ့ဒါနဲ့ပိုင်ရှင်ကိုဘလို့ဆက်ဆက်ပြီးဒီလိုမျိုးဝယ်မိတာလေသူ့ကိုမေးကြည့်လိုက်တဲ့ခါကျတော့သူနဲ့အလုံးလုံးတဲ့ပွဲစားတွေကနေသစင်အဲ့ဒီဆက်သုံးတဲ့ပိုင်ရှင်တွေနဲ့ချိန်မိပြီးတော့မှသူသဘောကျလို့ဝယ်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လဲဘာမှလှုပ်ပြီးနိုင်တော့တာလည်းမဟုတ်ပါဘူးဗောနောဘာလို့သူကလည်းသဘောကျတယ်ဟိုဘက်ကလည်းရောင်းလိုက်တယ်ဆိုတော့ဒီဆက်ရဲ့ပစ္စည်းရှားခြင်းမရှားခြင်းကသူ့ကိုသွားပြီးတော့ပြစ်ချက်ချရမလဲမသိဘူးနောက်ဆုံး ပြင်ပေးတဲ့ကျွန်တော်ကိုကျွန်တော်ပဲပြစ်ချက်ချမိပါတော့တယ်။ကဲအရင်ဆုံးဒီလောလောဆယ်ဘောတော့သူသုံးလို့ရရဲ့အတွက်ပြစ်ချက်တွေရအောင်စစ်ကြည့်တယ်။အဲ့တော့ဒီအရှိကောအတင်ချတွေဟိုက်ဒရောလစ်အတင်ချတွေသုံးကြည့်တဲ့ခါကျတော့အားလုံးကနေကွေးနေတယ်။အဲ့ဒါနဲ့သူ့ဖစ်တာလေးလဲလားစီလဲလားဆိုတော့လဲထားတယ်တဲ့ဖစ်တာလည်းအရင်နှစ်ကလေးอ่ะပေါ့နော်။အဲ့တော့ကျွန်တော်အဲ့ဖစ်တာဘူးကိုအရင်ဖြုတ်ကြည့်တယ်။ ပေါ့နော်ဖီတာဘူးကိုဖြုတ်ကြည့်ပြီးတော့မှဖီတာရဲ့အခြေအနေကြည့်တော့ကြီးရလဲထင်သလောက်ပိတ်နေတာမျိုးမရှိဘူးအဲ့ဒါနဲ့နောက်ဆုံးကျွန်တော်တို့ကဒါ ဒီဒီစန်တန်ကြီးကတော့ဒါတော်တော်များများဆက်စရာသုံးညမှလည်းသုံးလိုက်မယ်ဒါကကျွန်တော်တို့အရေးပေါ်အခြေအနေဆိုလို့ရှင်ဒါသုံးလို့ရှိတယ်ပေါ့နော်အဲ့ဒါတော့ fitter ကိုတိုက်ရိုက်ကျွန်တော်တို့ဖောက်ပြီးတော့မှလောလောဆယ် hydraulic က fitter ကြောင့်မဖြစ်တာလားတခြားအစိတ်ပိုင်းကြောင့်ဖြစ်တာလားကျွန်တော်တို့ကပြဿနာကိုခွဲခြားဖို့အတွက်အဲ့ဒီနီးလမ်းလေးကိုသုံးတယ်ပေါ့နော်အဲ့ဒါကတော့ဒီ hydraulic fitter ဘူးကိုတိုက်ရိုက်ကျွန်တော်တို့ဝက်ဦးလေးနဲ့ဒါဖောက်တယ်ပေါ့အလေအလေလေးကိုဖောက်လိုက်တာပေါ့နော်ဒါ fitter တိုက်ရိုက်ဖြစ်သွားတယ်စကားစစ်နဲ့မစစ်တော့အဲ့အဖောက်ထားတဲ့အပေါက်တွေကနေစီရတိုက်ရိုက်သွားတယ်ပေါ့အဲ့လိုမျိုးတက်ပြီးတော့စမ်းကြည့်လိုက်တယ် စမ်းကြည့်လေအရှိကိုရအနောက်ဟိုက်ဒရိုလစ်တွေကဒီတိုင်းရဒီတိုင်းပဲဟောဒါဆိုလို့ရှိရင်ဒါပန့်ကဖြစ်ဖို့အတွက်ပို့ပြီးကျင်းတည်သွားပြီပေါ့ဒီစမ်းတက်တဲ့နီလန်ကိုတော့ကျွန်တော်တို့ကအရေးပေါ်အခြေအနေဒီမှာသာသုံးပါတယ်ဖစ်တာဘူးတွေဝယ်ရလွယ်ကူတယ်ဆိုရင်တော့အစ်စ်နဲ့ပဲချိန်ပါတယ်အဲ့တော့အဲ့လိုမျိုးဖောက်စမ်းတဲ့ခါမှာဒီရိုက်လိုက်တဲ့ အချိန်မှထွက်လာတဲ့တန်မုံတန်စားတွေကိုစစ်ထုတ်ထားဖို့လိုပါတယ်အဲ့တည်းကျွန်တော်တို့မွေတန်လိုက်ဆိုတဲ့တူလေးနဲ့အဲ့ဒီရိုက်လိုက်တဲ့ကြောက်လက်နဲ့ရိုက်လိုက်တဲ့တန်စားလေးတွေကိုကျွန်တော်တို့ကအပြင်ကိုထုတ်ထားပေးဖို့လိုပါတယ်အဲ့လိုမှမဝင်အဲ့ဒီအစားတွေကအပန်တွေကိုဝင်ရောက်တက်ပါတယ်နော်ဒါကြောင့်မို့ဒီနီလန်းကတော့အရေးကြီးတယ်လို့ပြောတာပါအဲ့တော့အဲ့လိုမျိုးဖောက်ပြီးတော့မှ hydraulic ကအတက်မြန်သွားတယ်ဆိုရင်တော့အဲ့ဒါနဲ့ဆက်မသုံးရအောင်နော် hydraulic filter ကိုအစ်တလဲရမှာဖြစ်ပါတယ် အဲ့ဒါနဲ့ပို့ပြီးတေးကြအောင်မလုပ်လဲဆိုတော့ဂေါ်တွုံးတဲ့စီတွန်းအားတွေအနောက်ကထေုံမတဲ့စီတွန်းအားတွေစမ်းကြည့်လိုက်တဲ့အခါကျတော့တွန်းအား300ပဲတက်တယ်ပုံမှန်ဆိုရင်တွန်းအားက2000နဲ့900မှာတက်ရမှာဒါဆိုရင်တော့ဒါဟိုက်ဒရိုလစ်ပန်ကဖြစ်တာပဲအဲ့တော့ပို့တေးကြွားအောင်တစ်ချက်စမ်းကြည့်မယ်ဘယ်လိုမျိုးစမ်းကြည့်လဲဆိုတော့ဟိုက်ဒရိုလစ်ဒီပေါ်တော့သူကဂေါ်တွုံးနေရင်ထေရတွုံးလို့မရဘူးဂေါ်တွုံးနေရင်ထေတွုံးလို့မရတာဖြစ်တဲ့အတွက် ထယ်ဘက်ကိုသွားပြီးထားတဲ့စီဘက်ကိုကျွန်တော်တို့ဖြုတ်ထားတယ်။ကိုကိုအမြဲတမ်းဖိထားတယ်။ကိုကိုဖိထားတဲ့အခါမှာကိုအိုဘာမပြီးလို့လွန်သွားတာနဲ့အဲ့ထယ်ရဲ့ဘက်ကနေစီရအိုဘာပြန်ရမယ့်အခါမျိုးမှာအခုကိုကမပြီးရတော့မှပဲသူကအိုဘာမပြန်တော့ဘူး။ကိုမထားတော့မှအိုဘာမပြန်တော့ဘူး။ဘာလို့မပြန်လဲဆိုတော့သူကစီတွန်းအားကအဲ့နားမှာနေမဲ့ကျွန်တော်ကစလစ်ဖြစ်နေတာ။တို့ဘာနဲ့ဥမပြောမှာဆိုရေရေပန်းဆက်ကိုပုံမှန်စလုံးနဲ့မောင်းထားပြီးတော့ဗျာရေရေပန်းဆက်ပေါ့ ရေပန့်ဆက်ကိုမောင်းထားပြီးတော့မှအိုက်ပိုက်ကိုလက်နဲ့ပိတ်လိုက်တယ်လို့မျိုးပဲရေကဘယ်မှလည်းကံမထွက်တော့ဘူးဗျပွင့်လည်းမထွက်တော့ဒီတိုင်းပဲဆက်လက်ဖြစ်နေအဲ့လိုပုံစံမျိုးသူကဖြစ်သွားတာအဲဒါဆိုရင်ဒါပန့်ပြက်ပြီးဆိုပြီးကျွန်တော်တို့ကဒါအဲတေချာတဲ့မတ်ချက်တခုကိုကျွန်တော်တို့ကချလိုက်တယ်ပေါ့နော်ဒီစမ်းသက်ချက်နှစ်ခုနဲ့တင်ပန့်ပြက်တယ်လို့ကျွန်တော်မှတ်ယူခဲ့တာမဟုတ်ပါဘူးသူကကိုအတင်အချပုံမှန်အလုပ်လုပ်တယ်မကြဘူးပေါ့နော်တင်ရတင်တာအတိုင်းနှေးတာပဲရှိတာထဲမှာလည်းအဲ့ဒီလိုပဲ အနောက်ကနေလူတွေဝိုင်းမှလိုက်လို့ရှိရင်လည်းမှလာတဲ့အတိုင်းသူကနေတယ်ဒါပေမဲ့ပြန်မကြဘူးဒါဆိုတော့ကွန်ထရိုးဘားတွေကပုံမှန်အလုပ်လုပ်နေတယ်ဒါဝိုင်းစည်းပေါက်တာမရှိဘူးအဲ့ဒီအတွက်ကြောင့်မို့ခုနကနေအချက်နှစ်ချက်နဲ့စမ်းတက်လိုက်တဲ့အခြေအနေနဲ့လက်ရှိဆက်မှာရနေတဲ့ရလန့်နဲ့ပေါင်းပြီးတော့မှ hydraulic pump မကောင်းဘူးလို့ကျွန်တော်ကသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်နောက်ထပ်ထပ်မှစစ်ဆေးရမယ့်ပြဿနာ wiring ပြဿနာပါအဲ့တော့အဲ့ပြဿနာဘယ်လိုဖြစ်လာလဲဆိုတော့ ဘယ်ဒီရအားမဝင်သလိုဖြစ်လို့တဲ့အဲ့ဒါနဲ့ကျွန်တော်ဘလို့အရင်ဆုံးစမ်းကြည့်လိုက်လဲဆိုတော့ဆက်ကိုနှိုးပြီးတော့ဘယ်ဒီအနုပ်စာကိုဖြုတ်လိုက်တယ်အဲ့ချိန်မှာဆက်ကတည်မသွားဘူးမရက်သွားဘူးပေါ့နော်တန်တမောအားဝင်တယ်နော်တန်တမောဝင်တယ်ဘယ်ဒီမကောင်းလို့နော်ကြိုင်လို့ဆက်လိုက်မယ်ဖြေတယ်ဘုံမှန်တော့ပိတ်ရက်တဲ့ဆက်တွေမှာဆိုရင်သူကအဲ့လိုမျိုးစမ်းကြည့်လိုက်လို့ဆက်ရက်သွားတယ်ဆိုရင်ဒိုင်နမိုမကောင်းဘူး ဆက်မရက်ဘူးဆိုရင်ဒိုင်နမိုကောင်းတယ်အခုသူ့ဆက်မှာမရက်တဲ့အတွက်ဒိုင်နမိုကောင်းတယ်လို့ကျွန်တော်ကဒါမှတ်ချက်ပြုလိုက်တယ်ပေါ့အဲ့နဲ့ဘာကြောင့်ဒီလိုမျိုးဖြစ်တာလဲဆိုတော့ဆန်းစစ်ကြည့်လိုက်တဲ့ခါကျတော့ तू ကဒိုင်နမိုကိုကျွေးတဲ့အပေါင်းစားတစ်ခုရှိတယ်အဲ့ဒီစားလဲ तू ကတော့ပိတ်ထားလဲပဲဒိုင်နမို तू ကအမြဲတမ်းအားကျွေးနေတာအားကျွေးနေတဲ့ခါကျတော့အမှုမအမှတ်မပြတော့ကပိတ်ထားတဲ့ခါကျတော့ဒိုင်နမိုကအားကျွေးနေရောအဲ့ဒါကိုမသိတာဘူးလေ ။ဒါတော့ပိတ်ထားတယ်နော်။ဒိုင်နမိုကြီးအလုပ်လို့တန်လိုက်ပြင်အောင်လုပ်လို့ငယ်ဆိုဘယ်ထီအားဒီထက်မှသွားပြီးကုန်သွားရအောင်။အနှုတ်ဆောင်ပြုတ်လိုက်။ချက်လိုက်ပြီလား။ဟုတ်လား။ထိကြပါလေလား။ဒီတယောက်လည်းပြန်ကောက်လိုက်ပါ။ဟယ်လိုနော်။ဟုတ်ဆိုတန်လိုက်ပြဖြစ်တော့လေလား။ကနနေအော်တိုပန်လေးချက်တော့ဒါဒါဆိုလို့ရှိရင်သူတော့ပိတ်ထားတာတောင်မှပဲဒီဒိုင်နမိုကိုအပေါင်းစားကရောက်နေတယ်ဘာလို့ရောက်တော့လဲစစ်ကြောသူတော့ဝါယာလေးနဲ့အကုန်လုံးဟိုဖောက်ဒီဖောက်ထည့်ထားရောအဲ့ဒီခါကျတော့ကယ်ဒီတိုင်းဆိုရင်မဖြစ်ဘူး အဲ့ဒါဆိုရင်တော့ဝါယာကျိုးကိုကျွန်တော်တော့ဖွင့်လိုက်တဲ့အချိန်မှာဒိုင်နမိုအလုပ်လုပ်စီချင်တာအဲ့ဒီအလုပ်ကိုကျွန်တော်အဲ့တော့ကျိုးကနေဒီဘက်ကဒိုင်နမိုကိုကျွန်တော် ဒါယူပေးထားလိုက်တယ်ပေါ့နော်အော်တိုပန့်လိုင်းရနေပြီးတော့ကျွန်တော်အဲ့ဘက်ကိုယူပေးထားလိုက်တယ်အဲ့အော်တိုပန့်ကလည်းတော့ဖွင့်မှမြည်မအောင်တော့တော့တော့ကအဲ့တော့အဲ့ရနေယူပေးထားတဲ့ခါကျတော့ဖွင့်လိုက်တဲ့ခါကျရင်အော်တိုပန့်လည်းအလုံးလုံးဒီဘက်ကတိုင်းနေမိုးလည်းအားရောက်တော့ဖွင့်လိုက်တဲ့ချိန်ပေါ့အဲ့အဲ့လိုမျိုးလေးလုပ်ပေးလိုက်တဲ့ခါကျတော့အဆင်ပြေသွားရတယ်ခင်ဗျာအဲ့ဒါလေးကတော့အဲ့တော့ဘယ်ဒီအိုးကတော့ဆက်သုံးလို့ရမှာမဟုတ်တော့ဘူးလို့ဘာလို့လဲဆိုတော့ तू ကတော့ပိတ်ထားလဲပဲဒီတိုင်းနေမိုးတန်လိုက်ပြန်အောင်အလုံးလုံးရတဲ့အတွက်အဲ့တိုင်းနေမိုးမှာတန်လိုက်ပြန်အောင်လုပ်လို့ပြီးတဲ့ အတော့သူကဘယ်ဒီအားတွေကအဲ့ဒီမှာပဲစီစဉ်ပြီးတော့အဲ့ဘယ်ဒီအိုးကလည်းတညာလုံးတစ်နေ့လုံးဆိုတော့ပြက်သွားရောပေါ့လို့အဲ့တော့နောက်ထပ်ဘယ်ဒီကိုအတ္တတာဝယ်လဲပါလို့ကျွန်တော်ထင်တယ်နော်သူကအဲ့တိုင်းနမိုးယူအတိုင်းလှုပ်ပြီးနောက်ထပ်ဘယ်ယူအတ္တတာလောက်ရင်ဝယ်ထဲလို့တော့နိုင်မှာမဟုတ်ဘူးကဲကျွန်တော်ပြဿနာနှစ်ခုတော့ဖြေရှင်း ခဲပြီးသွားပါပြီဗောနော်အဖြစ်ထုတ်ခဲ့ပြီးသွားပါပြီအဲ့တော့ hydraulic pump ကိုယူပြီးတော့ကျွန်တော်ဟင်္သာရအလုပ်ရုံကိုပြန်လာခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ hydraulic pump ကိုကျွန်တော် site တွေပါတိုင်းပြီးတော့မှအလားတန်တူတဲ့ pump နဲ့ကျွန်တော်ပြန်တက်ဆင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုတွေ့အတွေ့အဝေးလေးဝင်လာတာဗောနော်ဒါဘသူပြစ်ချက်ချရမလဲဒီဆက်ကြီးကဘယ်လိုတွေတွင်းပြီးဘယ်လိုတွေရောင်းပြီးဘယ်လိုတွေတုံးကြမလဲပေါ့တောင်သူအဖြစ်ကိုကျွန်တော်ကစာနာတာတကြောင်ရင်ဒါဘလူမြဲရောင်းရက်တာလဲဆိုတော့ ဟိုအတွေ့အကြုံတစ်ခုရယ်ပေါ့နော်တကယ်တော့တောင်းတော့လဲသူကြိုက်လို့ဝဲတာတစ်ဖက်ကလည်းသူရောင်းလိုက်လို့ရောင်းတာအကြားတွေကဘာမဟုတ်တဲ့ကျွန်တော်ကဘာလို့စိတ်မကောင်းခြင်းနေဟိုစိတ်ထိခိုက်စရာတွေကျွန်တော်ဖြစ်နေတယ်လဲပေါ့အဲ့လိုမျိုးတွေ့ရင်လည်းဒါကျွန်တော်ဟင်္ဒရာအလုံးရုံကဒါပြန်လာခဲတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြိတ္တကြီးအမြင်ရောကျွန်တော်တောင်းသူများရဲ့အမြင်ရောဒီဆက်ကြီးကိုဘယ်လိုမျိုးမြင်ပါလဲဆက်သုံးတယ်လားဒါမှမဟုတ်ဘယ်လိုလုပ်တင်ပါလဲ